နှစ်ပေါင်း20ကြာမှဖမ်းမိတဲ့မာဖီးယားဂိုင်းကောင်းဆောင်မာဖီးယားနဲ့ပတ်သက်တဲ့ရာဇဝတ်မှုတွေထိလန့်တဲ့ဖို့ဇလန်းတွေကိုကျွန်တော်တို့အားလုံးမြင်မှုတွေ့မှုကြမှာပါအဲ့ဒီထဲကမှနှစ်ပေါင်း20ကြာမှဖမ်းမိတဲ့မာဖီးယားဂိုင်းကောင်းဆောင်တယောက်အကြောင်းကိုပြောပြပေးခြင်းပါတယ်သူ့နာမည်ကဂျိုအာခီနိုဂါမီနိုလို့ခေါ်ပြီးမာဖီးယားဂိုင်းဖွဲ့ဝင်တစ်ဦးဖြစ်ပြီးတော့အီတလီရဲ့အလို့ရှိဆုံးလူစုဂိုင်းတစ်ခုလည်းဖြစ်ပါတယ်ရောမမျိုးကထောင်တစ်ခုကနေခပြေးလွတ်မြောက်ခဲ့ပြီးတဲ့နောက်အာနာဘိုင်းမျိုးရဲ့ဖမ်းဆီးခြင်းကိုရှောင်ပုံးနေတယ် တစ်စလီမာဖီးယားဖွဲ့ဝင်တို့ကဂါမီလိုဟာရဲတွေတတိမထားမီအောင်မျက်ပေါင်းများစွာလမ်းပေါ်မှာရှောက်သွားနေခဲ့တဲ့သူပါအဲ့ဒီနှစ်20လုံးလုံးသူဟာစပိန်နိုင်ငံမက်ဒရစ်မြို့အနီးကမြို့ငယ်လေးမှာနာမည်ပြောင်းပြီးနေထိုင်ခဲ့ပါတယ်သူကကိုပိုင်ကုန်စုံဆိုင်ကိုတောင်ခွင်ပြီးတော့လောက်ကင်နေခဲ့ပါသေးတယ်ဒါပေမဲ့ရဲတွေကသူ့ကိုရှားလို့မတွေ့ကြသေးပါဘူးအဲ့ဒီချိန်မှာပဲရဲတွေကလူတယောက်ဆန်ရှစ်မှာရက်နေတဲ့ Google Street View ကပုံကိုတွေ့ရှိခဲ့ပါတယ် ဘုံကဝါနေပြီမဲ့သူ့ရဲ့အမူအရာကသူတို့ရှာနေတဲ့လူတို့အုပ်နဲ့တိုက်ဆိုင်နေပါတယ်။အဲ့ဒီချိန်မှာအာနာပိုင်မျိုးကအမှုကိစ္စကိုရှင်ဟုန်ပြင်းပြင်းနဲ့ဆောင်ရွက်ခဲ့ကြပါတယ်။သူတို့ဟာဆန်းရဲ့ Facebook စာမျက်နှာကိုရှာဖွေကြည့်ရှုခဲ့ပြီးသူတို့နေ့နဲ့စကြရှာဖွေနေတဲ့လူရဲ့ရှင်းလင်းတဲ့ပုံရိပ်တွေကိုတွေ့ရှိခဲ့ပါတယ်။ဂါမီနိုရဲ့မျက်နှာပေါ်ကအမယွန်းလေးကသူ့ရဲ့တိကျတဲ့အထောက်အထားကိုဖော်ထုတ်ပေးခဲ့ပါတယ်။သူဟာ2021ခုနှစ်ဒီဇင်ဘာလမှာဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရပြီးတဲ့နောက်သူပထမဆုံးမေးလိုက်တဲ့စကားကတော့မင်းတို့ငါ့ကိုဘယ်လိုရှာတွေ့တာလဲငါမိသားစုကိုတော့ဆယ်နှစ်လုံးလုံးမဆက်သွယ်ခဲ့ဘူးလို့အန်ဝန်တဲ့လေတန်းနဲ့မေးခဲ့ပါတယ်တံမကောင်းကျင်တော့လေ Google Street View ကြောင့်သူကဖမ်းခံလိုက်ရပါတယ်တကယ်တော့ရာဇဝတ်ပေးဆိုတာဘယ်လောက်ကြာကြာပြေးလို့မလွတ်ပါဘူးယူနစ်နိုင်ယူနစ်နိုင်အမှုဟာစိတ်အနှောက်အယှက်ဖြစ်စရာကောင်းတာတဲ့ဝမ်းနည်းစရာပိုကောင်းပါတယ်တလိုဘက်ကီးယားမှာလူနစ်နိုင်လို့ခေါ်တဲ့ရက်ွက်တစ်ခုရှိတယ် လူတယောက်ရဲ့ပြင်းပြန်ကတန်းက22နှစ်ထိပဲရှိပြီးနာမည်ဆိုးနဲ့ကြော်ကြားပါတယ်ဒီအကြောင်းအရာရဲ့နောက်ခံအကြောင်းကိုမသိပဲဒီပြည်သားမှာရှိတဲ့လူတွေဘာကြောင့်ဒီလောက်ငငယ်ရွယ်ရွယ်မှာတည်ဆုံးရတာလဲဆိုတာကိုတဘာဝလုံးဒါမှမဟုတ်သိပ္ပံနည်းကြမဟုတ်တဲ့ကြောင်းရင်တစ်ခုခုကြောင်းလို့ထင်ကောင်းခံနိုင်ပါတယ်ဒါပေမဲ့တကယ်တော့မဟုတ်ပါဘူး Google App မှာလွတ်နေနိုင်ကိုရှာကြည့်လိုက်တဲ့အခါအဲ့ဒီလိုဖြစ်ရတဲ့ကြောင်းရင်ကိုပိုးပြီးနားလည်လာပါလိမ့်မယ်အဲ့ဒီဒေသမှာနေထိုင်မှုစဉ်းစားကအလွန်ဆိုးရွားပါတယ် Google Street View ကပုံတွေမှာဒေတာတဝိုက်မှာအမိုက်ပုံကြီးတွေနဲ့ပြိုကျရမဲ့ပုံပေါ်နေတဲ့အဆောက်အုံဟောင်းတွေကိုတွေ့နိုင်ပါတယ်။နိုင်ငံရဲ့တခြားဒေတာတွေမှာတဝိုက်မပြေလည်တဲ့သူတွေဟာအိုးမဲ့အိမ်မဲ့မဖြစ်ရအောင်လူနေနိုင်ကိုပြောင်းဖိလာကြပါတယ်။နောက်ဆုံးမှာအလောက်ကန်ခွင်လန်းတွေမရှိတာကြောင့်အဲ့ဒီဒေတာဟာတဖြည်းဖြည်းဆင်းရဲလာပါတယ်။ဝင်မပေးနိုင်တာတွေများလာတာကြောင့်ဓာတ်ငွေရင်းနဲ့လျက်စစ်မိလို့ခြေကန်၃ဆောင်တွေကိုဖျက်တောက်လိုက်တာကြောင့်ဒေတာကန်တွေဟာခက်ခဲတဲ့နေထိုင်မှုခြေနေတွေကိုခံစားခဲ့ရပါတယ်။ လူ2500လောက်သာနေထိုင်နှန်းနဲ့အဆောက်အအုံတွေမှာလူရည်များပြားတွတ်သိမ်နေထိုင်နေကြပါတယ်။လူရည်တိတ်ပြီးပြီးတန်ရှင်းမှုအားနည်းတာကြောင့်ဥဒရခက်ခဲတဲ့ယောဂါတွေများပြားလဲစတင်ဖြစ်ပေါ်နေခဲ့ပါတယ်။အသည့်ဒေသမှာအသက်ရောင်ယောဂါ၊ဝဲနဲ့အုံနောက်အမင်းရောင်ယောဂါတွေအဖြစ်များပါတယ်။ဒါကြောင့်လူနေနိုင်မှာဒင်းမြတ်တန်းက22နှစ်တာရှိပါတယ်။ Google အကောင့်ပုံတွေမှာအထူးသဖြင့်ကလင်းငယ်ပင်ဟာအမိုက်ပုံတွေချမ်းမှာစော်ကစားနေတာကိုမြင်တွေ့ရတာဟာတော်တော်လေးဝမ်းနည်းစရာကောင်းပါတယ် ဒါဟာခေတ်တဥရောပမှာတော့လူမှုစေဝါရေးမကြီးမားမှုတွေလူထမ်းစားနှိမ့်ချမှုတွေဘလောက်ထိရှိနေသေးလဲဆိုတာကိုပြတ်တနေတာပဲဖြစ်ပါတယ်။မလေးရှားလေရင်ပျောက်ဆုံးမှုမလေးရှားလေကြောင်းလိုင်းလေရင်အမှတ်390ပျောက်ဆုံးမှုက ပြည်နိုင်ကြီးရအခုချိန်ထိအပြေမပေါ်သေးတဲ့လေကြောင်းဆိုင်ရာနက်နဲမှုတွေကတခုဖြစ်ပါတယ်။ခရီးသည်139ကိုပင်ဆောင်ထားတဲ့အေရာမဘဝင်989လေရင်ဟာ2014ခုနှစ်မှာတဲလုံစာကစုံတရားချမှတ်ထားခဲ့ပဲနဲ့ ကဘာပေါ်ကနေရုပ်ပြေပြောက်ကွယ်သွားတာဝိုင်းနေစရာကောင်းရုံနဲ့မကပဲအလွန်ထိုးဆန့်ပြီးတန်ကြာဖြစ်စရာလည်းကောင်းပါတယ်ကြဲကြဲပြန့်ပြန့်ရှားပွေမှုတွေနဲ့အမျိုးမျိုးသောတီအိုဒီတွေဖတ်ပေါ်ခဲ့ပုံနဲ့ဘယ်သူမှအဲ့ဒီ198တန်လေးရင်ဘာဖြစ်သွားတယ်ဆိုတာအမှန်တကယ်မသိကြပါဘူးနှစ်ပေါင်းများစွာကြာပြီးတဲ့အခါတွင်ဉဏ်သူတွေကအဲ့ဒီလေဂျင်နဲ့ဆက်ဆက်တယ်လို့ယူဆရတဲ့အပိုင်းစာတွေကိုပဲအန်ဇနီးယားမှာမျောလာတာတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီလေဂျင်ဘာကြောင့်ကြောက်ဆုံးသွားတယ်ဆိုတဲ့ သိကြတဲ့အကြောင်းရင်းကိုတော့ကျွန်တော်တို့မသိသေးပါဘူး။ပြောညင်လူတွေစူးစောင်းရရှိထားတဲ့အချက်လက်တွေကအများအားဖြင့်ခံမှန်းချက်တွေသာဖြစ်ပါတယ်။ဒီနေရာမှာ Google App ကအရေးပါလာပါတယ်။2018ခုနှစ်မှာဗီဒီနိုင်ငံကဒီပညာပြောညင်သူအီရန်ဝီဆင်ကတော့ Google Map ကိုအသုံးပြုပြီးကမ္ဘောဒီးယားတောနယ်ထံမှာဘီရင်တစ်စင်းကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီနေရာကိုတေချာလေးလာကြည့်လိုက်တဲ့အခါတပင်းတွေအလယ်မှာဘီရင်နဲ့တူတဲ့ပုံသဏ္ဍာန်တစ်ခုကိုစင်းစင်းလင်းလင်းမြင်တွေ့ရပါတယ်။ ဒီချက်ကတိုက်ဆိုင်မှုမဟုတ်ဘူးလို့ယူဆနိုင်တာကတော့နေရင်နဲ့နောက်ဆုံးဆက်သွယ်ရရှိခဲ့တဲ့အချိန်မှာလေရင်ဟာကမ္ဘောဒီးယားလေပိုင်းနဲ့ထက်မှရှိနေခဲ့တာကြောင့်ဖြစ်ပါတယ်။ဒါဟာအတ္တိလေရင်ပဲဖြစ်နိုင်တယ်လို့သူကယူဆခဲ့ပါတယ်။ညှော်လင့်ချက်တစ်ခုကတော့ဒီရင်ကမဖြစ်ရှင်းနိုင်တဲ့ဘီအမှုနဲ့ပတ်သက်ပြီးအခုချိန်မှာလမ်းကပေါ်လာတာပဲဖြစ်ပါတယ်။အတ္တိနိပညာကျောင်းရှင်သူကအတ္တိလေရင်နဲ့တူတဲ့ပုံသဏ္ဍာန်ဟာဘာလဲဆိုတဲ့အကြောင်းရင်းကိုရှင်းပြဖို့အတွက်အငြင်းများတဲ့တောနဲ့ထဲကိုကိုယ်တိုင်သွားရောက်ဖို့တောင်ကြိုးစားခဲ့ပါသေးတယ်။ ။ဒါပေမဲ့ခီးစဉ်ဟာအန်ရည်များလွန်းတယ်လို့သတ်မှတ်ခံခဲ့ရပြီ။သူမျောလင့်ထားတဲ့နေရာကိုမရောက်ခင်မှာလဲရက်တန်သွားခဲ့ပါတယ်။ဒီနေရာမှာတချို့အရာတွေကပိုပြီးထူးဆန်းလာပါတယ်။အဲ့ဒီ coordinate တွေကိုနောက်ဆုံးမှာကမ်ဘောဒီးယားဆိုးရနဲ့အီရန်ကိုရိုင်းကစုံစမ်းစစ်ဆေးခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲလေရင်ပြတ်ကျခဲ့တဲ့တကယ့်အထောက်အထားဘာတစ်ခုမှမတွေ့ရှိခဲ့ပါဘူး။ online အသုံးပြုသူတချို့ကတော့ဒါဟာဂျိုရုပုံရိပ်တွေထဲမှာတန်တဲ့နေတော့ရိုက်မိသွားတဲ့တမ်းမလေးရင်တစင်းသာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ ဒါပေမဲ့တချို့လူတွေကတော့တကူးကူးကိုဖုံးဝယ်ထားတယ်လို့ယုံကြည်နေကြသေးပါတယ်